မင်္ဂလာပါရှင်2025ခုနှစ်မတ်လ26ရက်စနေနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ငလျင်ကျောက်ပလီ60လုံးကျော် ပြိုကျပျက်စီးသွားခဲ့ပြီးမွတ်စလင်900ကျော်တေဆုံးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မချယ်ရီဝင်းပါ ။အရာပြင်းကလေးလောက်ခမှုကြောင့်မြန်မာနိုင်ငံကျော်ဝါမှာအဆောင်တွင်ပြိုကျပစ္စည်းကဆုံးရှုံးမှုတွေအများပြားရှိခဲ့ပြီးပြည်သူတွေထောင်ထဲချီထိခိုက်သေးဆုံးမှုတွေရှိနေတဲ့တဲ့ကအစ္စလမ်ဘာသာဝင်တွေရဲ့ဘာသာရေးအဆောင်ပလီ60ကျော်ပြိုကျပစ္စည်းမှုတွေဖြစ်ပေါ်ခဲ့ပြီးမွတ်စလင်900ကျော်သေဆုံးခဲ့တယ်လို့မြေပြင်ချက်လက်ကောက်ယူနေသူတွေကပြောပါတယ်။ငလျင်တဲကြောင့်ထိခိုက်ပစ္စည်းမှုအများဆုံးဖြစ်တဲ့မန္တလေးတိုင်းမှာလက်ရှိအချိန်ထိလူ1000ဦးသေဆုံးပြီး1936ဦးတရားရကပျောက်ဆုံးနေသူ68ဦးရှိနေတဲ့အပြင်ထိရောက်တဲ့ကယ်ဆယ်ရေး ေးတွေလှုပ်ဆောင်တာမရှိသေးပေမဲ့ဒီကနေ့မတ်လ29ရက်မနက်ပိုင်းမှာအာနာသိစစ်ကောင်ဆောင်ကမန္တလေးမြို့ကိုရောက်ရှိလာတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ထိခိုက်သေဆုံးသူတွေရဲ့စရင်ကောက်ယူနေသူတွေကထိခိုက်သေဆုံးသူတွေထောင်ချနိုင်ပါတယ်။စစ်ကောင်စီကတော့ထုံးစံအကြိုက်လိမ်ပြန်ပြီးသတင်းထုတ်ပြန်ထားပါတယ်။ ပလီ60ကျော်ပြိုကျမှုဖြစ်ရပြီးမွတ်စလင်900ကျော်ဘာကြောက်သေဆုံးခဲ့ရတာလေဒီကာလကအစ္စလမ်ဘာသာဝင်များရဲ့ဥပုလာနောက်ဆုံးရက်တွေဖြစ်ပြီးဒီနေ့ဟာဥပုလာရဲ့နောက်ဆုံးအပတ်တောက်ကြနေဝိပြုမှုလည်းဖြစ်ပါတယ်။ဒါကြောင့်ငလင်လုတ်ချိန်နဲ့ပလီတွေမှာဝိပြုချိန်ဟာချိန်ကိုက်လို့ဖြစ်နေတဲ့အတွက်ကြောင့်ပလီတွေပြိုကျပြီးအစ္စလမ်ဘာသာဝင်တော်တော်လေးအသက်ဆုံးရှုံးမှုတွေရှိတယ်လို့သိရှိရပါတယ်။ငလင်ကျပစ္စည်းမှုများပြီးသေဆုံးမှုများပါတဲ့ပလီများတွင်ကြောက်ဆဲဆုလေကုန်းပလီ တောင်စင်ကျုံပလီမန္တလေးအနောက်အချုပ်ပလီ ရွှေဘုံရှိန်ပလီ တောင်ငူကန်တော်ပလီတဒါဦးမြစ်တာရပလီစัจချမြောက်ပလီစัจချတောင်ပလီပျော်ပေါ်မြို့တစ်ပလီလဲဝေးပလီပလိမ့်မြို့မှပလီချမ်းသာမြစီကైရာပလီယမဲတင်မြို့ပလီပြင်းမနာပလီပလိမ့်မြို့မှပလီစစ်ကိုင်းပလီဇီမင်ပေါပလီရွှေဘိုစင်ုံပလီကန်တာကုန်းပလီ အမြောက်တန်းပလီတာစီပလီ မိထီလာမျိုးပလီမန္တလေးတထေတန်းပလီတိုက်တန်းပလီမြောက်အိုးဘိုပလီကျဲတိုင်ဝင်းပလီမင်္ဂလာပလီများပြိုကျပစ္စည်းခဲ့ရကြောင်းသိရှိရပါတယ်။ဘာကြောင့်ပလီတွေအလောက်ပြိုရတာလဲ။ပလီတွေဟာနှစ်ပေါင်းရာကျော်တန်းရှိတဲ့အဆောက်အုံတွေဖြစ်နေပါပြီ။1962နောက်ပိုင်းကလေးကယနေ့အချိန်ထိကိုအစိုးရဆက်ဆက်ကပလီတွေကိုပြုပြင်ခွင့်မပေးခဲ့ပါဘူး။ NLD အစိုးရလက်ထက်မှာလည်းပြုပြင်ခွင့်မပေးခဲ့ပါဘူး။အဲကြောင့်ခေတ်ဆက်ဆက်အစ်စ်ဆောက်ခွဲပြု ြုပင်ခွင့်မပေးထားတဲ့ရှေးအောင်ဆောင်းတွေမှာဝတ်ပြုမှုပြုလုပ်ကြရပြီးအင်အားပြင်းငလင်တဲ့ကြုံရတဲ့အခါမှာအဆောင်းတွေဟာပြုကျပစ္စည်းပြီးလူအသက်တွေဆုံးရှုံးရပါတယ်။ဒီမှာပြုကျပစ္စည်းတဲ့ပလီတွေကိုပြန်ဆောက်ခွင့်ပေးမှလားဆိုရဲစိုးရင်ချက်လဲပေါ်လာပြန်ပါတယ်။ကြောင်ငုံမှာဆို2000ကျပ်ရေခင်ကြောင့်ပိတ်ခတ်ရတဲ့ပလီတွေအခုထိပြန်ဖွင့်ခွင့်မရသေးဘူး။မာပါဒတွေနဲ့စစ်တပ်ပေါင်းဖြတ်တဲ့တမိုင်းဝင်ဟန်တာပလီကြီးဆိုပြန်ဆောက်ခွင့်မရခဲ့ဘူး။အခုပြုကျပစ္စည်းတဲ့ပလီတွေကိုပြန်ဆောက်ခွင့်ပေးဖို့ဆိုတာမျှ ော်လင်းလို့ရတဲ့ကိစ္စလည်းမဟုတ်ပြန်ပါဘူးပြီးခဲ့တဲ့1930ပြည်နှစ်မတ်လ9ရက်နေ့မှာဘကိုးမြို့အနီး Richard Star Scale ခုနှစ်သက်မှ3ရှိတဲ့အင်အားပြင်းကလေးလုတ်ခဲ့ပြီးနှစ်ပေါင်း95နှစ်ကြာ2025ခုနှစ်မတ်လ28ရက်နေ့မှာသခိုင်းပြက်ရွှေ့ကျော်ရှိရာသခိုင်းမြို့ဗဟိုပြုပြီး Richard Star Scale ခုနှစ်သက်မှခုနှစ်အစဉ်နဲ့ခုနှစ်သက်မှ5အစဉ်အင်အားပြင်းကလေးလုတ်ခတ်မှု၂ချိန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်